ရခိုင်ကစစ်ပေးချောင်းကလေးတွေကိုအခမ်းအမြစ်ပညာသင်ကြားပေးနေတဲ့လင်းရောက်ချေဖောင်ဒေးရှင်းဟာဒီနေ့မှကြောင်းတိုးရှိဖွင့်လင်းနိုင်ရေးငွေကြေးနဲ့တခြားအကူအညီတွေလိုအပ်နေလို့သိရပါတယ်။လင်းရောက်ချေဖောင်ဒေးရှင်းဟာပြီးခဲ့တဲ့နှစ်ကပုံနေချမ်းမြို့နယ်ကစစ်ပေးချောင်းကလေးတွေအတွက်စာသင်ကျောင်း9ကျောင်းကျောင်းသား1000ကျော်ကိုစေတနာဝန်ထမ်းဆရာဆရာမ150ကျော်နဲ့ပညာသင်ပေးခဲ့ပါတယ်။ဒီနေ့ပညာသင်နှစ်မှာတော့ကျောင်း2ကျောင်းထပ်တူပြီးကျောင်းသား1500ကိုလက်ခံပေးသွားမယ်လို့ပြောပါတယ်။အဲဒီကျောင်းသားတွေထဲမှာတော့ ၊ရခိုင်၊ခမင်း၊မာရမာ၊ကျောင်းသားကျောင်းသူဦးရေ900မြို့ကျောင်းသားကျောင်းသူ400နဲ့မွတ်စလင်ကျောင်းသားကျောင်းသူ400ကိုဇင်းကောက်ယူထားပြီဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နှစ်ကတော့ရခိုင်ပြည်တွင်းမှာရှိတဲ့ရခိုင်ခမင်းမျိုးចောင်းသားចောင်းသူတွေကိုသာចောင်းလက်ခံခဲ့ပေမဲ့ဒီနေ့မှာတော့မွဆလင်ចောင်းသားတွေကိုပါလက်ခံသင်ကြားပေးမှာဖြစ်တယ်လို့ဆိုပါတယ်ဒီလိုလောက်ရတာဟာလူမျိုးဘာသာမျိုးရခိုင်ပြည်တွင်းကကလေးတွေပညာတက်မြောက်စေခြင်းတွေဆိုတဲ့ရည်ရွယ်ချက်နဲ့လောက်ရတာဖြစ်တယ်လို့ပြောပါတယ်ပြီးခဲ့တဲ့နှစ်ကထက် ိရောက်တဲ့ပညာသင်ကြားမှုတွေပေးမှာဖြစ်တာကြောင့်အကူအညီတွေရရှိရတဲ့အတွက်ကမ်ပိန်းလုပ်ပြီးအလှခံနေတယ်လို့တင်တာဝန်ရှိသူတွေကဆိုပါတယ်။ဒီကမ်ပိန်းနာမည်ကပညာအလှဝိုင်းဝိုင်းကူပါ။ဒီကမ်ပိန်းတာဂက်ကတိုင်ထောင်းရတာပါ။ကမ်ပိန်းရေရှားကတခါဒီပါတန်ကောက်ကောင်းကဘူးကျောက်သူကျောက်ပတ်တိထိမှာမရူမာရမာခမိန်မုဆလမ်ရခိုင်ရိုနီဘီနာပါခဲ့ပါဘူး။အေပညာသံကာလကတော့ခါအေ2025 2020ခေါက်ပညာသံတိုင်းအကုန်ထိပ်ပါတယ်မေလဆီလီယန်နေကစတင်က ဇလင်လဆီလေးရဲ့နေ့အထိပညာအသူဝိုင်းဝန်းကူဆိုတဲ့ကမ်ပိန်းကိုနှစ်လတာပြုလုပ်နေတာဖြစ်ပါတယ်။စစ်ပေးချောင်းကလေးတွေပညာရေးကဏ္ဍအပြင်ကျန်းမာရေးလူမှုဖွံ့ဖြိုးရေးကဏ္ဍတွေကိုလည်းဖြည့်ဆည်းပေးသွားမယ်လို့ပြောဆိုပါတယ်။ဒါအပြင်အရင်ပညာသင်နှစ်ကစေတနာဝန်ထမ်းဆရာဆရာမတွေကိုငွေချေးထောက်ပံ့ပေးနိုင်ခြင်းမရှိခဲ့ပေမဲ့ဒီနေ့မှာတော့ဆရာဆရာမတယောက်ချင်းစီကိုတစ်လက်မှငွေကျပ်9000စီထောက်ပံ့ပေးသွားမယ်လို့ပြောဆိုပါတယ်။ဒါကြောင့်နှစ်လတာပြုလုပ်နေတဲ့ကမ်ပိန်းမှာပါဝင်ပြီးအာရခနိုင်ငံရဲ့အနာဂတ်မျိုးဆက်သက်တွေပေါ်ထွန်းလာနိုင်ဖို့အတွက် ဝိုင်းဝိုင်းကူညီကြဖို့ကိုလည်းလက်ရောက်ချေဖောင်ဒေးရှင်းကဖိတ်ခေါ်နေပါတယ်။လူချောင်းတို့ကိုလက်ရောက်ချေဖောင်ဒေးရှင်းကဖိတ်ခေါ်နေပါတယ်။ campaign target ကနေပြီးနာတိုင်းထောင်းရတာဆိုတော့ကောက်မြောက်ရနေတဲ့ပမာဏတစ်ခုနဲ့ finding ပါဖို့အဲကတောင်းတောင်းရောက်ပြနေတဲ့ပမာဏတစ်ခုပါတကယ်အလူရှောင်းစည်တနာရှောင်းဘွက်ကအလူဖြစ်တာနေပြီးနာတသိန်းနဲ့ကြောက်သူကြောက်သွားနေပြီးနာတယောက်ရှောင်းစီဖို့အေးစာတောင်းလိုက်ကုန်အထိကျွန်တော်တို့ကပညာတောင်းပြီးလာနိုင်ဖို့နေပြီးနာသဘောမျိုးပါအဲကျွန်တော်တို့ Lawrence Foundation အနေနဲ့ Pronizer ကတော့ကအဲအလူရှောင်းစည်တနာရှောင်းဘွက်ကလူတက်လိုက်ရအလူဖြစ်တာကိုအဲကျွန်တော်တို့ဒီအာရခဒေတာအကျူပူလုံးငယ်ဒီမှာထီရောက်မယ်ကောင်နေပြီးရှောင်းစည်တနာရှောင်းဘွက်ကိုနေပြီးနာဖိုက်ခွာပါရွေး လင်းရောက်ခြေဖောင်ဒေးရှင်းကို2018ခုနှစ်ကစတင်တည်ထောင်ခဲ့တာဖြစ်ပြီးအခမဲ့ပညာသင်ကြားရေးစနစ်ကိုတော့2024ဩဂုတ်လတွင်ကစတင်တင်ကြားခဲ့တာလို့သိရပါတယ်။လင်းရောက်ခြေဖောင်ဒေးရှင်းကဖွင့်ထားတဲ့အခမဲ့ကျောင်းဟာဒေတာနဲ့စေဘေးချောင်းကလေးငယ်တွေအတွက်အကူရတယ်လို့စေဘေးချောင်းကျောင်းသားမိဖတွေကပြောဆိုနေကြပါတယ်။ စာဗငါဆော့ဒုခရဲ့ပဲအဆောင်ပြေရဲ့ရှန်ကကပြီးပြီဘုမအနည်းရှိတာပြီးပြီလားကောမလားမစောက်သက်သာဇံကိုလေးနတ်တော့ကျော်ရန်တီမအခဲခင်းနေလို့ဖိတ်တယ်ပျော်ရီကမသောသမရှိသည်မသာမင်းနေဖို့တကူအမတရားစာအဆောင်ပြေလားကအော့ပါရီဝမ်းစားရီရခိုင်မမျိုးသိမ်းတိုက်ပွဲတွေစတင်ဖြစ်ပေါ်တဲ့2023ခုနှစ်ကစတင်က အခြေခံပညာစာသင်ကျောင်းတွေပိတ်ပင်ထားခဲ့ရပြီးလေကျောင်း NUD ကျောင်းလဲကျောင်းတွေပြန်ဖွင့်နိုင်ခြင်းမရှိခဲ့ပါဘူး2020လ2025ပညာသင်နှစ်မှာကုတူကုထစနစ်နဲ့ပညာသင်ကြားရေးကိုအားခတ်တက်တော်ကပြုလုပ်နိုင်ခဲ့ပြီးအခုနှစ်2025-2026ပညာသင်နှစ်မှာတော့ပညာရေးစနစ်ကောင်းမွန်စွာလေပတ်နိုင်ဖို့အတွက်အားခတ်တက်တော်အေကပြင်ဆင်နေပါရခင်ဗျာ။